ဟဲ့ငါဆရာအမိန်ပေးနေတယ်ဒီကလေးမကိုနောက်ချက်ထားတဲ့ခေါင်းဆွဲပညာတဲ့အခုချက်ချင်းရောက်စီကွယ်ဝင်ခဲ့စမ်းအခုချက်ချင်းဝင်ခဲ့ကိုစားဝင်လာတာမလို့ချင်းဟဲ့ကာယကံရှင်ကိုယ်တိုင်လာခဲ့ဒါအမိန်ပဲဆရာကြီးဥရစွင်ကမသိမ်းမြစ်ဆိုသူမိမရဲ့ဥကောင်းကိုသူ့ရဲ့ညာလက်ဝါးတင်ပြီးတော့အမိန်ပေးနေရပါဖြစ်ပုံကဒီလိုပဲ မသိမ်းမြစ်ဝမ်ပိုက်အောင်တဲ့ဝေဒနာခံစားနေရတာကြာပါပြီထမင်းစားချိန်ရောက်လို့မိသားစုထမင်းဝိုင်းမှာထိုင်ကြတာနဲ့မသိမ်းမြစ်ပိုက်တွေကထိုးအောင်ပြီးတော့လူးလိမ့်နေပါလေရောထမင်းမစားဘဲနေတက်တာပါတယ်ညနေထမင်းစားမယ်ကြံပြီးတော့ထမင်းလုတ်ကင်လိုက်တာနဲ့ဘိုက်ကအောင်လာခဲ့တာပါအမလီအာအောင်လာကြီးရဲ့အာအမလီလေးလေးလေးအာဘိုက်ကတားအောင်တာပဲအာဘလို့ဖြစ်တာတော့မသိဘူးသိမ်းမြစ်နေဘလို့ဖြစ်နေရတော့ဟာမသိပါဘူးတော့ဥတွေပြက်ပြီထင်ပါရဲ့အာ မခံမရနိုင်အောင်អော်ပြီးတော့ဝမ်ပိုက်ကိုနှိပ်ပြီးတော့လူးလိုက်နေတာဗျာမိသားစုတွေလည်းစိုးရင်ကြတာပေါ့ဗျာဖြစ်နေတာနှစ်ရက်ရှိပါပြီထမင်းစားမဲ့ကြံလို့ရှိရင်ဘိုက်အောင်ပြီးတော့လူးလိုက်អော်ဟဲ့အစာကြေးစေးလေးစားမြမစေးလေးစားဝမ်ပိုက်ကိုပယုတ်စီလူတနားရီလောက်ကြောင်မျက်ရည်တွေပေါက်ပေါက်ပေါက်ကြောင်လူးလိုက်អော်ဟစ်ပြီးတော့မှအိပ်ပျော်သွားရောအိယာကနိုးလို့ဆံမျိုးလေးတိုက်လိုက်ရင်တောက်တယ်တောက်ပြီးရင်ဘိုက်အောင်ပြီးထိုးအောင်มาလေရောနောက်ဆုံးတော့စေးကန်းသွားပြရတယ်အစာရင်စေးတွေတောက်ရတယ်တက်တာရင်လည်းခဏပဲစေးတောက်စေးပြန် အဲ့လိုနဲ့ပဲမတ်သိမ်းမြာပိန်ချုံးလာပြီးတော့အယိုးပေါ်အရေးတင်မှဖြစ်သွားတယ်။ဓာတ်မှန်ရိုက်လဲဘာယောဂါမှရှာမရအောင်။သွေးတွေဝမ်းနေစီးတွေစစ်လဲယောဂါရှာမတွေ့ဘူး။နောက်ဆုံးတော့ပယောဂကုတဲ့နေရာမှာနာမည်ကြီးပါတယ်ဆိုရယ်ဆရာကြီးဥရဇွေနဲ့ခေါ်ပြီးတော့ကုရတာပဲ။လူမမမတ်သိမ်းမြအာယူလိုထိုင်ပေမဲ့လဲခန္ဓာကိုယ်ကရိမ့်ထိုးနေပါတယ်။ဗဇက်ကလည်းတဟူးဟူးနဲ့အတန်နေထွက်လိုပါ။နေကငါခေါ်တော်မလာပဲနဲ့အာခံနေတာ ਉ ။ဂိုင်းငါအကြောင်းသိရသေးရပေါ့။အဲ့ဒီနောက်မှာတော့အင်းတစ်ချက်ကိုရေဖန်ွက်တဲ့ထည့်ပြီးတော့အင်းစိန်ရေနဲ့မတ်သိမ်းမြကိုတောက်လိုက်တဲ့အခါမှာတော့ အမလေးအမလေးသေးပါပြီတော့အာပူရပူရအာပူရပူရအမလေးလာလာပါပြီရောက်ပါပြီရောက်ပြီဆိုရင်ပြောနင့်နာမည်ဘယ်သူလဲမမမပြောပါရစေနဲ့ရှင်မမပြောပါရစေနဲ့ဒါဆိုမသိမ့်မြို့နေလောက်တာဝင်ခံလာပြောလေပယောကဝင်ပူးနေတဲ့မသိမ့်မြတ်ကသူ့ရဲ့ရင်ဘက်ကိုသူ့ရဲ့လက်ဝါးနဲ့ထုပုတ်ပြီးတော့မျက်လုံးပြူးပြီးတော့ရိမ့်ထိုးနေပါတယ်မပြောဘူးလားကိုင်းဟာအမလေးတေးပါပြီတော့အာ ရင်မကိုထူပြီးတော့မျက်လုံးပြိုးကြည့်နေတဲ့မတ်သိန်းမြင့်ကိုဆရာကြီးကအင်းစိန်ရင်နဲ့ထပ်ပလိုက်တဲ့အခါမှာတော့ပယောကဝင်နေတဲ့မတ်သိန်းမြင့်ကျမ်းမြင်ပေါ်မှာလူးလိမ့်နေပါလေရောဟဲ့နင်ဝင်မခံလို့ရှိရင်နင်ဘသူလဲငါပြောလိုက်ရမလားဟေ့ထစမ်းဟုတ်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 နင်ပြူစားလိုက်တာမဟုတ်လားဟုတ်ဟုတ်ပါတယ်နင်ဘလို့ပြူစားလိုက်တာလဲပြောစမ်းဟိုကလေငါပြောသည်ငါပြောသည်ကြွေးပြီးတော့အပင်သွင်းလိုက်တာပါနင်လှုပ်ထားတယ်ဆိုရင်နင်အခုချက်ချင်းပြတ်ထုတ်နင်မထုတ်ဘူးဆိုရင်နင်ပညာရဲ့အကုန်သိမ်းပြီးတော့အိယာကနေမထနိုင်အောင်ဒဏ်ခတ်မယ်ဟေ့ထုတ်စမ်းဟုတ်ဟုတ်ဟုတ်ကဲ့ပါ ပယောဂဝင်နေတဲ့မတ်သိမ်းမြင်ဟာဆရာကြီးရဲ့အမိန်ပေးတဲ့အဆုံးမှာတော့သူ့ပါဇက်ထဲသူလက်ညှိုးထိုးပြီးတော့အန်ချလိုက်တဲ့အခါမှာပုတ်အဲ့ရဲ့အစာတွေကပါဇက်ထဲကနေထွက်လာခဲ့ပါတယ်။နန်လုံးလိုအနီးနားမှာရှိတဲ့လူတွေကအော့အန်ကုန်ပါတယ်။ကြံသေးလား။ထုံတော့အကုန်ထုံကုန်ကုန်ပါပြီ။အောင်မာနေရမြတ်ငါ့ကိုညာတယ်ဗောဟလား။ကိုင်းဟဲကိုင်းဟဲအမလီအမလီမလုံးပါနဲ့ရှင်။ထုံ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 ပါမယ်။ပါဇက်ကနေမစင်နေထွက်ကြလာတာကိုအားလုံးမြင်ရပါတယ်။နေ့စာတီကိုပြပြီးွားလို့ရှင်နေသွင်းထားတဲ့အပင်အခုထုံနေပါသွင်းထားလဲငါသိတယ်ထုတ်စမ်း ဟမ်သူရဲ့ပါဇက်ထဲကနေငပြောသည်အလုံးလိုက်ထွက်လာပါတယ်ငပြောသည်မှာသဘင်တဘင်ဟာတန်းလန့်ကြီးပါဆွဲထုတ်လိုက်ပယောကဝင်နေသူမသိမ့်မြာငပြောသည်မှာတန်းလန့်ဖြစ်နေတဲ့သဘင်ကြီးကိုလက်နှစ်ဖက်နဲ့ဆွဲထုတ်နေတာပါဖေဟာကြီးစပင်းကြီးတစ်ချောင်းဟာဆွဲထုတ်လို့ကိုမကုံနိုင်ဘူးဖြစ်နေပါတယ်။ကြမ်းမြေပေါ်မှာထွက်လာတဲ့စပင်းကြီးတစ်ချောင်းဟာအပုံတပုံဖြစ်နေတာကိုအံ့ဩဖွယ်ရာမြင်တွေ့လျက်ရပါတယ်။မရှိဘူးဆိုရင်တော့ဆက်လိုက်လို့ရှိရင်အရှိ၄000လောက်ရှိမယ်ထင်ပါတယ်။ဟောစပင်းဆုံးသွားပြီ။အောက်မှာစံကြီးတွေးပုံဖြစ်နေပြီ။ကြံသေးတယ်မဟုတ်လား။မမကြံတော့ပါဘူးရှင်။တေးကြလား။ ုတ်ဟုတ်ကဲ့ပါကြံသေးရင်ဘာလုပ်ရမလဲကြိုက်ကြိုက်တယ်လို့လုပ်ပါရှင် နောင်နေမသိမ့်မြက်ပါဝင်တခြားသူတွေကိုပြူစားအောင်မလားပြောလေငေါ့ဂရိပေမမပြူစားတော့ပါဘူးရှင်ဂရိနော်ဟုတ်ဟုတ်ကဲ့ပါရှင်နင်ဂရိနင်တီမတီလို့နောက်တစ်ကြိမ်ဒီလိုမျိုးပြူစားခဲ့လို့ရှင်နင့်ပညာတုံးပြီးတော့အိယာတွေကနေမထနိုင်အောင်ငါတန်ခတ်လိုက်မယ်နားလေလားဟုတ်ဟုတ်ကဲ့ပါရှင်ငါရွာတော့ရှင်ကိုအက်ခဲမယ်နင်တယောက်ယောက်ကိုပြူစားတာနဲ့ရွာတော့ရှင်ငါ့ကိုအကြောင်းကြားလိမ့်မယ်အိယာတွေကနေမထနိုင်မစားနိုင်တဲ့ဘဝကနင်သိတယ်မဟုတ်လား တိတိတိပါရဲ့ရှင်နေလိုဟာမျိုးမပြောနဲ့နေနုဆရာ72ကျိုးတွေတော့ငါမျိုးကန်းသောင်းကိုလုံနိုင်တယ်နားလေလားဟုတ်ဟုတ်ကဲ့ပါဂိုင်နင့်နေရောင်နင့်ပြန်တော့နင်းရဲ့နောက်ပါတွေပါမကြံခဲ့စေနဲ့အကုန်ခေါ်သွားသွားတော့အဲ့နောက်မှာတော့မသိမ်းမြို့ကိုဝင်ရောက်နောက်ဆက်ပူးဝင်နေတဲ့ပယောဂတဲ့ဟာနှစ်ဖူးကိုလှုပ်ချပြီးတော့လက်ဖနှောင်းနဲ့တဖြောင်းဖြောင်းရိုက်ပြီးတဲ့နောက်ရှေတိုးနောက်ငင်တရကြမ်းရိမ့်ထိုးပြီးတော့ဘုံကနေဆိုပြီးလဲကျသွားပါတယ်ပြူစားတဲ့ပယောဂမသိမ်းမြို့ခန္ဓာကိုယ်တွေကထွက်သွားပြီမဲ့တကယ်လဲကျနေတာလူနာရှင်မသိမ်းမြို့မှာပဲအားလုံးကလည်းစိုးရင်သွားကြပါတယ် မသိမ့်မြင့်ကလုံးဝကိုမလုတော့ပါဘူးအသက်ရှူနေတဲ့တရံလည်းမမြင်ရတော့ပါဘူးအမလေးအမလေးအမေရဲ့သိမ့်မြင့်သိမ့်မြင့်မသိမ့်မြင့်ညီမလေးလင်းလုံးသူနဲ့တာသမီတွေဆွေမျိုးတွေကမလုံရှားတော့တဲ့မသိမ့်မြင့်ကိုကြည့်ပြီးတော့အော်ဟေ့ငိုယူနေကြပါတယ်အပြင်မှာတော့ခွေးဥတန်တွေကလည်းကြက်သိန်းထရရလောက်အောင်ဦးနေကြသလိုကုတ်ကိုပင်ပေါ်ကကြီးအုပ်ကြီးကလည်းဝေါကနေထပြန်ကြီးပြိုတန်တွေကလည်းကြားနေရပါတယ်ဆရာကြီးဥရဇွင်ကတော့ခေါင်းရင်းကမ်းမှာထိုင်ပြီးတော့ကုန်းမမပြတ်ရှိလိုပါ လင်လုံးသူနဲ့မျိုးတွေကလုံနိုးပေမဲ့လည်းလုံးဝကိုမနိုးလာခဲ့ပါဘူး။အားလုံးကလည်းပညာတဲ့လက်ချက်ကြောင့်ပဲမသိမြင့်သေးသွားပြီဆိုပြီးတော့ယဉ်ထုပြီးတော့ငိုနေကြပါတယ်။ဆရာကြီးဆရာကြီးကျွန်တော်မိမခေါ်လို့မရတော့ဘူးဆရာကြီးရဲ့ကဲပေါင်းဆရာကြီးရဲ့ကဲပေါင်းဗျာမင်းနာမည်ကဘာတူလဲဆိုဆိုးထွေးလို့ခေါ်ပါတယ်ဆရာကြီးမောင်ဆိုးထွေးလုံနိုးလိုက်ပါအောင်ကွယ်ကိုဆိုးထွေးကလုံးဝမလုပ်တော့တဲ့သူ့မိမမသိမြင့်ကိုယဉ်ကောင်းတန်ကြီးနဲ့ခေါ်ပြီးတော့လုံနိုးနေပါတယ်။သိမြင့်မိမသိမြင့်ဟမ်ခေါ်လို့မရတော့ဘူးဗျာ စိုးထွေးကသူ့ရဲ့မိမမသိမ်းမြို့ဖတ်ပြီးတော့ငိုပါတယ်ဆွေမျိုးတွေကလည်းငိုကြဟစ်ကြတက်သူကတက်တယ်ဖြစ်ကုန်ပါတယ်ချန်ပီယံဘက်ကဆွဆွဲငင်ငင်ဥနေကြတယ်ခွေးဥတန်တွေကလည်းတိတ်ဆိတ်သွားပါပြီကြီးပြိုတန်တွေလည်းငြိမ်သွားပါပြီအိမ်ထဲကငိုတန်တွေကမတိတ်သေးပါဘူးဟေးငိုနေတာတွေရက်ကြကွာဆရာကြီးဥရဆွေကကျမ်းမြို့လက်ဝါးနဲ့ပုတ်လိုက်ပြီးတော့អော်လိုက်တော့မှငိုနေတာတွေရက်သွားပြီးတော့ရှိုက်တန်တက်တယ်ပဲကြားရပါတော့တယ်နှိုးလို့ရလားမမရတော့ဘူးဗျာတေချာလို့လားကွာ လုံးဝမလုတော့ပါဘူးဆရာကြီးရယ်အားလုံးဖယ်ကြကွာဆရာကြီးမင်းကြောင့်မဲမသိမ့်မြင့်နဘေးမှာဝိုင်းငုံနေကြသူတွေကဘေးဖယ်လိုက်ကြပါတယ်အဲဒီမှာပဲဆရာကြီးကရေဖန်ခွက်တဲကအင်းစိန်ရင်နဲ့မသိမ့်မြင့်မျက်နှာကိုလောင်းချပေးလိုက်ပါတယ်ကဲသမီးထတော့ဆရာကြီးကထတော့ဆိုပြီးတော့ပါလက်ပုတ်နိုးလိုက်ရောအားလုံးကတေပြီလို့ယူဆထားတဲ့လူမမအယိုးပြဲပြဲမသိမ့်မြင့်ကငေါကနေထထိုင်တာမြင်လဲရပါတယ်တိန်သားလုံးတဆွေလုံးတစ်မျိုးလုံးဝမ်းတာလုံးလို့ခေါ်ကြပွေ့ကြအံ့လဲအံ့ဩကြနေပါသမီးမသိမ့်မြင့်ရှင်းဆရာကြီး မသိမ်းမြော်သူ့လင်သူသားသမီးအပါဝင်ဆွေမျိုးတွေအားလုံးဆရာရဲ့ဥရဇွင် ကိုလှုပ်ချီပြီးတော့အယုဒေပြုကြပါတယ်။အေးရွားပြီလားကွယ်။ဟုတ်ဟုတ်ကဲ့ပါရှင်။ညီအိမ်မောကြနေတော့တေးပြီဆိုပြီးတော့ငိုနေကြတာ။မျက်ရည်တွေရာဝင်အိုးတိုးအိုးပြည့်တော်မယ်။ဟမ်။သမီးပေါ်တနာကျူနာဖြစ်လို့ငိုကြတာပေါ့။သမီးကိုမေးစရာရှိတယ်။သမီးလွန်ခဲ့တဲ့ရက်တွေကသူများကြွေးတဲ့ငပြောတိစားခဲ့ဘူးလား။ဟုတ်ဟုတ်ကဲ့စားဖို့ပါတယ်ဆရာကြီးရှင်။ဗမာစားခဲ့ဘူးလားတော့။အဲဟိုဟိုကလေအလူအိမ်မှာပါ။ဟိုလေမိမဝဝကြီးတယောက်ကငပြောတိတစ်လုံးလာပေးလို့စားမိပါတယ်။ ။တမီးနဲ့ရင်းနှီးတိကျွဲလို့စားရလား။မသိပါဘူးဖေကြီးရဲ့။စေတနာနဲ့ကြွေးတာဆိုပြီးတော့စားမိတာပါရှင်။အေး၊နောင်မတ်ထားကြကွယ်။ ိုနဲ့အတိကျွမ်းမဟုတ်ပဲအကြောင်းတည်လည်းမဟုတ်ပဲနဲ့တခုခုလာကြွေးလို့ရှိရင်အလွယ်မစားကြနဲ့ကြွေးတဲ့လူကျင်တဲ့ကိုကင်တာမဖြစ်မနေစားရမှာမျိုးကြုံခဲ့ရင်တော့စားစရာပစ္စည်းကိုလက်နှစ်ဖက်နဲ့ကင်ပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိဆိုရွတ်ဆိုပြီးတော့ဖျားဓာတ်စာတရားဓာတ်စာတန်ခါဓာတ်စာဖြစ်ပါစေတည်းလို့ရွတ်ဆိုပြီးမှစားကွယ်အတန်ထွက်ရမှာအားနာလို့ရှိရင်စိတ်ထဲကနေဖျားရှင်ကိုရည်မှန်းရွတ်ဆိုပြီးတော့မှစားကြအချို့သောဆုံးကဝေရွာသူပညာတွေကသူတို့ပညာဘလောက်စွမ်းနေဆိုတာသိကျင်လို့စမ်းနာမျိုးရှိတယ်တတိထားကြပါ လူရင်းဓာတ်တိကျွေးတာတော့ကိစ္စမရှိပါဘူးဘလို့ပဲဖြစ်ဖြစ်အစားအစာကိုစားခွင့်ကြုံတိုင်းတရဏဂုံယူပြီးစားရင်အန္တရာယ်ကင်းတာပဲကုသိုလ်လည်းရတာပဲမလို့သူပညာစမ်းကျင်သူလုံးလုံးမရဘူးပေါ့အလုံးနားလဲကြရလားနားလဲပါတယ်ဖေးကြီးရေဟုတ်ကဲ့ပါခင်ဗျအဲဒီနောက်မှာတော့ဆရာကြီးဥရစွေကတိန်လုံးတချံလုံးကိုတဲမန်းဆံမန်းတွေပေါက်ပြီးတော့ရေစင်ရေမန်းတွေတိုက်ပါတယ်ကိစ္စတွေရှင်းပြီးမှပြန်သွားခဲ့ပါတယ် ကျွန်တော်ဆရာကြီးဥရဇွင်ကိုအရင်လေးစားသွားခဲ့ပါတယ်အဲဒီဂမ်မီယပညာပယောဂပညာတွေကိုလည်းအထူးစိတ်ဝင်စားသွားခဲ့ပါတယ်အဲဒါကြောင့်ဆရာကြီးအိမ်ကိုရောက်သွားပြီးတော့သိကျင်တာတွေကိုမေးမြန်းလေ့လာခဲ့လိုက်ပါတယ်မောက်ခဲတန်လာကွယ်ဘာလုံးများလောက်ကန်တုံးကွယ်ကျွန်တော်ကစာရေးဆရာပါဆရာကြီးရဲ့ဩစာရေးဆရာလားစာရေးဆရာဆိုတော့စာရေးကျင်လို့လားဓမ္မမို့ပညာကြောင်းသိကျင်လို့လားတနေ့ဒီလိုဂမ်မီယဖြစ်ရစမ်းချက်အကြောင်းတွေရေးခွင့်ရရင်လဲစောက်တုတ်ရေးကျင်တာလဲရှိတော့သိကျင်တာလေးတွေမေးကျင်လို့ပါဆရာကြီးရဲ့ ဟုတ်တာပေါ့ကွယ်စာရေးဆရာဆိုတာကတော့သိကျင်တာပဲလေ။ကဲမေးပါစာရေးဆရာ။အောက်လန်းပညာဆိုတာတကယ်ရှိပါသလားဆရာကြီး။ရှိပါတယ်။ဘယ်ချင်းအစပြီးတော့ပေါ်ထွန်းခဲ့တာလဲဆရာကြီးရဲ့။မြတ်စွာဘုရားရှင်မပွင့်ထွန်းခင်ကတည်းကပေါ်ခဲ့တာပါ။တန္တရဝါဒမန္တရဝါဒဆိုတာအိန္ဒိယမြောက်ပိုင်းကနေစတင်ဖြစ်ထွန်းတာပဲ။မဟာယနလို့ခေါ်တယ်။ပကံခေရောက်တော့အကြီးကြီးတွေကစင်ပွားဖြန့်ဖြူးစီရင်လောက်ကင်ခဲ့ကြတယ်။အင်းအိုင်ခါလဲလက်ဖွဲ့အစီရင်နဲ့ကျေပြန့်လာတယ်။အဓိကကတော့ယုံကြည်မှုပဲကွ။အောက်လန်းပညာဆိုတာကတော့အလွန်အဆင့်နှိမ့်ပြီးတော့ယုံညံ့တဲ့ပညာတွေပေါ့ အရိယာနေရွာသူဆုံးကဝေပညာတဲ့ဆိုပြီးတော့အစဉ်စဉ်ဖြစ်ထွန်းလာခဲ့ကြတယ်ဒီပညာတွေကလူတရဝါတွေရဲ့အသက်ကိုကယ်တင်ဖို့ဖြစ်ပေါ်လာတဲ့ပညာတွေမဟုတ်ဘူးလူတွေကိုစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်စေတဲ့ဒုက္ခအမျိုးမျိုးရောက်အောင်အယူမှားပြီးတော့မိစ္ဆာဒိဋ္ဌိဖြစ်အောင်လုပ်တဲ့ပညာညံ့နေပဲသို့တော့ဗကံခိရဲ့အဟုအစောပိုင်းကာလမှာတရားစစ်တရားမှမပေါ်ပေါက်သေးဘူးယတနာသုံးမှမပေါ်ပေါက်သေးဘူး ဲဒီတော့အကြီးကြီးတို့ရဲ့အယူဝါဒကိုပဲကိုးကွယ်အားထားရာအဖြစ်နဲ့ယုံကြည်စည်းကဲ့လိုက်နာနေရတာရှင်ဘရင်တွေကအဆပေါ်ကွယ်တိုက်တိုင်မင်းလက်ထက်ကနေစပြီးတော့တင်းယုံမင်းစုတ်ကတိမင်းကနေအနော်ရထာမင်းလက်ထက်တော်တိုင်အောင်အကြီးကြီးတွေရဲ့အင်းတက်စေးတက်မော်ပညာအတတ်တွေကထွန်းကားနေတော့မယ်ကိုးကွယ်ယုံကြည်နေတော့မယ်ပကံကိုရှင်အရဟံကြွရောက်လာပြီးဗုဒ္ဓသာသနာရောက်ရှိလာတော့မှတရဏဂုံတည်ပြီးတော့ဗုဒ္ဓအယူဝါဒထေရဝါဒဖြစ်တည်လာတာပဲဒီတော့မှအကြီးကြီးတို့ရဲ့အိန္ဒိယမြောက်ပိုင်းမဟာယနဝါဒစိတ်သုံးသွားခဲ့တယ်ဒါတောင်မှလွလွဝဝနဲ့ဖြန့်ခဲ့ကြသေးတယ် ဆိုလိုတာမော်ပညာတက်အင်းပညာတက်ပြူစားနောက်ဆက်တက်တဲ့ဆုံးကဝေတက်တွေပါပကံခိကနေရှိကြတာယနေ့တိုင်းပဲအချို့အချို့သောနေရာတွေမှာဆုံးကဝေတက်အောက်လန်းပညာတက်တက်သူတွေအနှဲငယ်ရှိနေတော့မယ်ကွယ်ပညာလက်ဆင့်ကန်းငယ်လို့ပေါ့အောက်လန်းပညာအတက်ရှိကြလို့သူတို့ကိုနေနင်းကာကွယ်နိုင်တဲ့အထက်လန်းပညာအတက်ဆိုတာလဲပေါ်ပေါက်ခဲ့တယ်လို့အလေအလက်ခုလက်ပညာဆိုတာလဲပေါ်လာတာပဲရှင်းပြပါအောင်ဆရာကြီး အထက်လန်ပညာဆိုတာဗုဒ္ဓံဓမ္မံတန်ခံယတနာမြတ်သုံးပါးကိုဥထိပ်ပန်ဆင်ပြီးတော့တမထကျင့်စဉ်ဝိပဿနာကျင့်စဉ်အဋိဋ္ဌံကျင့်စဉ်တွေနဲ့သီလတမာတိအားကောင်းအောင်ကျင့်တဲ့လမ်းစဉ်ပဲ ငါးပါးသီလကိုခါဝတ်ပစုလို့မြဲမြံစောင့်ထိန်ပြီးတော့မေတ္တာဂယုဏမုရိတာဥပိ္ပခါဆိုတဲ့ဗြဟ္မစုတရား၄ပါးလက်ကင်ထားပြီးတော့ကံကောင်းအောင်ပြုမှုကျင့်ကြံတဲ့လမ်းစဉ်ပဲအစင့်မြင့်တယ်။သီလနဲ့တမာရီအားကောင်းလို့ရှိရင်အတိုက်ခိုက်အနောက်ရှက်ဥပမာဆုံးတိုက်နတ်တိုက်အင်းတိုက်ကဝေတိုက်ရွာသူတိုက်ရုတ်တားနန္တာအတိုက်ခိုက်ပြုတဲ့အောက်လန်းပယောကဒုစရိုက်တမာရီကိုဆုံးမဖယ်ရှားလို့ရတယ်။ဒဏ်ခတ်လို့ရတယ်။အပြူစားခံရသူအတိုက်ခိုက်ခံရသူတွေရဲ့ဒုက္ခဆင်းရဲတွေကိုကယ်တင်လို့ရတယ်။ခုလက်ဆိုတာရောဆရာကြီးရဲ့ ခုလက်ဆိုတော့ပယောကလည်းကုလို့ရတယ်ပယောကလည်းတွင်းလို့ရတယ်သူကအောက်လန်းလည်းမဟုတ်ဘူးအထက်လန်းလည်းမဟုတ်လမ်းကုလက်မှာရှိနေတာသူကအထက်လန်းကိုသွားမယ်ဆိုလဲကုလို့ရတယ်တက်ထားတဲ့အောက်လန်းပြုစားတတ်တဲ့ပညာတွေကိုစွန့်လို့ရမယ်အောက်လန်းပညာတွေကြတော့အထက်လန်းဖျက်ကုလမ်းစဉ်ကိုလုံးဝဆန့်ကျင်ကြတယ်သဘောပေါက်ရလားဆိုင်ဆရာဒါဆိုဆရာကြီးရဲ့အထက်လန်းဆရာကြီးတွေကအောက်လန်းပညာတွေရဲ့လောက်ရကုလက်တွေရဲ့လောက်ရတွေကိုပတ်မနေနေသိထားဖို့တော့လိုတာပေါ့နော်ဆရာကြီးသိထားရတာပေါ့ကွယ်အချို့ဆိုရင်အထက်လန်းပညာလမ်းစဉ်နဲ့မတွေ့မိပဲအောက်လန်းပြောကတက်သူတွေနဲ့တွားတွေ့ပြီးတော့ အဲ့ဒီပညာကိုအမှန်တကယ်အသုံးဝင်တဲ့ပညာဖြစ်မှတ်ပြီးသင်ယူမိသူတွေရှိသလိုအောက်လန်းပညာတဲ့မိစ္ဆာဒိဋ္ဌိလောက်ရမှန်သိပေမဲ့လည်းအဲ့ဒါကိုမှလိုချင်လို့သင်ယူတဲ့လူတွေလည်းရှိတာပဲတချို့ကအောက်လန်းပညာမဲ့သိပေမဲ့လည်းထူးဆန်းအံ့ဖွယ်အစီရင်နေနဲ့လောက်ပြနိုင်တော့အသုံးဝင်မှာပဲလို့ယူဆပြီးတော့ကနဦးသင်ယူလေ့လာမိတာပဲကွယ်ဒါပေမဲ့လည်းလက်တွေ့မှာတော့အလွန်ရက်ဆက်ပြီးတော့ကြောက်စရာကောင်းမှလည်းသိရောအဲ့ဒီပညာတွေကိုဆွန့်လွတ်ပြီးတော့ယရဏမြတ်သုံးပါးကိုအလေးနက်ထားတဲ့လောကီအထက်လမ်းစဉ်ကိုလိုက်စားကာကွယ်ကူညီသွားတဲ့သူဖြစ်သွားတာလည်းရှိတာပဲဆိုင်းစရာရဲ့ဆရာကြီး အောင်လန်းပညာဆိုတာတကယ်သင်ယူရင်ရလာရင်စာရေးဆရာသင်ယူခြင်းလို့လားနီးစနစ်ရောရှိရလားခင်ဗျအဲ့ဒီနီးစနစ်တွေတိုင်းသင်ယူမယ်ဆိုရင်အလွယ်တကူတက်မြောက်နိုင်တယ်လားဆိုတာသိချင်တာပါဗျာဒီပညာစိုးတွေကသင်ယူညွန့်နှိုင်းရလို့တော့တည်တည်တတ်တတ်တော့ရှိမနေဘူးစာရေးဆရာရဲ့ ဆရာရဲ့ကျွမ်းကျင်တဲ့ပညာသူနီးသူဟန်သူတလေးအစဉ်လာနဲ့အောက်လန်းပညာကိုသင်ကြားရယူရတာရှိသလိုအချို့ဆုံးတက်ကဝေတက်စသည်တို့ကလည်းအမွေစားအမွေခံဖြစ်သူကိုလက်ဆင့်ကမ်းပေးတာလည်းရှိတယ်ကွယ်တချို့ကြတော့လည်းအကြောင်းအားလျော်စွာဆရာမရှိဘဲနဲ့မွေးကလေးကအံ့မွေပညာတွေတက်လာသူတွေလည်းရှိတာပဲအချို့ဆုံးတက်ကိုအလိုလိုမွေးရပါတက်နေတာလည်းရှိတယ်အချို့ကတော့စောရတက်ကိုမွေးရပါဖြစ်အလိုလိုတက်နေကြတယ်တချို့ဆိုဘာဆေးမှမထိုးပဲဘာလက်ဖွဲ့မှမဆောင်မနဲ့ဒုတ်သားပြီးနေသူတွေလည်းရှိတယ် စမ်းကြံနဲ့နဲ့လုံးလုံးလောကီဂမီယာလို့လည်းခေါ်ရတာရှိတယ်ဖြစ်နိုင်မယ်ဆိုရင်တော့စာရေးဆရာအနေနဲ့အဲ့ဒီအောက်လန်းပညာတွေဆုံးကဝေအတက်ပညာတွေမှော်အတက်ပညာတွေကိုမတင်ယူကြမှာနဲ့ကွယ်ဘာဖြစ်လို့လဲဆရာကြီးရဲ့တော်တော်များများအလွန်ယုံညံ့စွာတင်ယူရတာရှိတယ်တင်ရင်လည်းဘဝကူးလုံးဝမကောင်းကွယ်ဘလို့ယုံညံ့လို့တော့ဆရာကြီးရဲ့ဘူတုဒ္ဓဖြစ်သိပြရစီခင်ဗျာအေးသိကျင်တော့ပြောပြရတာပေါ့ကွာပြောလို့ပြီးလို့ရှိရင်စာရေးဆရာရဲ့သဘောတိုင်းပါပဲလေ့လာကျင်လည်းလေ့လာတင်ယူကျင်လည်းတင်ယူပေါ့ကွယ်မောင်ရင်သဘောပါပဲ ကျောဆောဆောကပြောခဲ့တယ်လို့ပေါ့အရိအောင်လန်းပညာပြုစားနှိမ့်ဆက်တတ်တဲ့စုံးကဝေအတတ်ပညာတို့တက်ကျွမ်းသူဆရာတို့ကတပည့်လို့သူတင်ပေးရမှာတရွာတပုတ်ဆမ်းမယ်ကွယ်သူနီးသူဟန်နဲ့တင်ပေးကြတာပဲတနေ့မောင်ရွှေမြဆိုတဲ့လူရွယ်တူကအရိအောင်လန်းပညာကိုလိုချင်လို့လို့ဆရာလိုက်ရှာတာကွာမျိုးရဲရှိတဲ့ပယောဂဆရာကြီးထံမှလည်းစုံစမ်းလေ့လာတာပဲတချို့ဆရာတွေကယောဂဝေဒနာပဲကုသပေးတယ်နီးပညာတင်မပေးဘူးကွယ် ဓာပီးစေးထုတ်ပီးစေးကြည်ွယ်စေးတွေစီရင်ပေးနိုင်တယ်။အဲ့ဒီစေးနီးလည်းမပြဘူးကွယ်။အာလာဝကစေးပောရိတာရာစေးကိုတင်ကြိုင်းမော်စေးအဲ့ဒါကြီးလည်းစီရင်ပေးနိုင်တယ်။ဒါပေမဲ့နောက်ဆုံးလိုအပ်ချက်ကိုသူတို့ကမပြောမပြကြအောင်တော်တော်လေးကိုယုံကြည်စိတ်ချရတဲ့တားချင်းတို့တပည့်တို့ကြမှတာလေလိုအပ်တဲ့ပညာတွေကိုသင်ကြားလက်ဆင့်ကမ်းပေးလေရှိတယ်။ လူတိုင်းကိုသင်ပေးလို့ရှိရင်ပြဿနာတွေရှင်းလွတ်နိုင်မှာမဟုတ်ဘူးလေကွယ်။ဆရာပေါက်စားတဲ့ပညာလက်တဲ့ဆန်လို့လည်းစုံးမှာမဟုတ်တော့ဘူး။ဆရာဆရာချင်းပညာတဲ့ပညာတဲ့ချင်းပညာပြိုင်အမုန်းပွားရန်လိုတွေဖြစ်ကုန်ကြမှာပေါ့။တခုတော့ရှိတယ်နော်ဆိုင်ဆရာ။တချို့သောသူတို့ကလူတယောက်ကိုယူသွတ်သွားအောင်သိဆုံးသွားအောင်စီးပွားပြတ်သွားအောင်လုပ်တဲ့ပညာတွေတတ်ပါတော့လေ။ပညာကိုထုတ်မသုံးတဲ့ပညာတွေလည်းရှိတယ်နော်။ စင်စင်ကြင်ကြင်နေတဲ့ပညာသည်ကြီးတွေလည်းရှိတတ်ကြတယ်။တချို့ပညာသည်ကြီးတွေကဒီပညာတွေရဲ့အတိတ်အကြုံကိုသိလို့လိုချင်တဲ့သူတန်းကိုတင်မပေးကြအောင်။တချို့ဆိုငွေပေးပေးရွှေပေးပေးဘာပေးပေးလုံးဝမတင်ပေးဘူး။တင်ပေးလိုက်လို့များတပည့်ကမလိမ္မာခဲ့လို့အတုံးမချတတ်ခဲ့လို့ရှင်။နောက်ဆုံးဆရာကိုလာထိရော။တင်ဆရာကိုယ်တိုင်မပါခြင်းမဲနဲ့ဝင်ပါရရော။ ဲဒါကြောင့်မို့ပဲလူငယ်လူရွယ်တွေကိုများသောအားဖြင့်တင်မပေးကြအောင်။တားခြင်းတွေကယုံကြည်စိတ်ချရသူကိုမှတင်ပေးတာ။အဲဒီမှာမောင်ရွှေမြားဒီအောက်လန်းပညာကိုအလွန်တင်ကျင်နေတာ။မောင်ရွှေမြားတွေ့ဦးတဲ့လူကြီးတူးဆိုပညာစွမ်းတယ်ကွာ။အဲဒီလူရဲ့နာမည်ကဥကန်စိန်နဲ့ကန်စိန်မဟုတ်ဘူးနော်။အဲဒီလူကအောက်လန်းပညာတက်တယ်ဆိုတော့နှစ်ပေါင်းများစွာရက်ွက်ထဲမှာအတူတူနေနေကြပေမဲ့ဘယ်သူမှမသိကြအောင်။တည်သွားကျင်တော့ကိစ္စကြုံပါလေရော။ဥကန်စိန်ကအရက်သိကြိုက်တယ်ကွာ။လူကလည်းပတ်စံရှိတယ်။သူဝဒနာပါတဲ့အလုပ်ကကြက်တွေမွေးတဲ့အလုပ်ပဲ။သူ့အိမ်မှာတိုက်ကြက်မျိုးစုံရှိတယ်။ အနီချိတ်ဥပန်းကြက်တညင်မစုံမကဲတကောင်းကြက်အယောင်သွေးရအစုံကိုမွေးထတာကွာတိုက်ရက်မျိုးစုံမွေးပေမဲ့လုံးဝတော့ကြက်မတိုက်ဘူးကွာပြီးတော့သူမွေးထတဲ့ကြက်တွေကို तू ကလုံးဝချက်မစားဘူးရောင်မစားဘူးကြက်နာကြချင်းတိမ်မသာကြက်မျိုးပြုတ်တယ်သူရဲ့ကြက်ကရောင်စုံမျိုးစုံကွာကြက်တညင်မျိုးစုံအစာစားနေတာကြည့်ပြီးတော့ကျင်းတဲ့သဘောကျနေတဲ့လူကြီးကွာအဲ့လိုနဲ့တနေ့မှတော့သူ့တိုက်ကြက်မျိုးကြီးတွေကတကောင်ပျောက်သွားတယ်နောက်နေ့တော့ကြက်မကြီးထပ်ပြီးပျောက်တယ် နောက်နေ့နှစ်ရက်ချာကြက်တကောင်ပြီးတကောင်ပျောက်တော့တိမခံနိုင်တော့အဲ့ဒါနဲ့ငက်ကြီးတောင်ဓာတ်ကင်ပြီးတော့အိမ်ရှိကနေဒေါသနဲ့ကျင်းဝဆဲရေးပါလေရောကြက်သားမစားဘူးတဲ့အမျိုးယုံအငက်တွေမင်းတို့ငါကြက်ငါးကောင်ကိုခိုးစားတယ်ဒါနောက်ဆုံးဖြစ်ပလိမ့်စေနောက်တစ်ကြိမ်ခိုးစားလို့ရှိရင်ငါကြောင့်မင်းတို့သိစီရမယ်ကန်စိမ့်နဲ့ကွာမသားတွေရဥကန်စိန်ဓာချင်းချင်းလဲချင်းချင်းမှာပဲဆဲလဲဆက်ဆဲပဲနောက်နေ့မှာတော့ကြက်မိုင်နှကောင်ပျောက်သွားပြန်ရောဥကန်စိန်တယောက်နောက်ဖေးလမ်းကြားမှာလိုက်ရှာတော့စီယိုနာမှာကြက်မွေးတချို့တွေ့ရပါတယ် ဟိုနေ့တွေကကြက်ပြောက်တုံးကလည်းသူမတင်ကြတဲ့အိမ်ရဲ့နောက်ဘေးလမ်းညမှာခိုးစားခံရတဲ့သူ့တိုက်ကြက်ရဲ့အမွေးတွေတွေ့တာပါပဲ။စင်းရဲလို့ဝယ်မစားနိုင်တာနဲ့တခါတလေစားကျင်လုံလို့ကြက်ခိုးဖမ်းစားကြတာစားပါစီဆိုပြီးခွင့်လွှတ်ခဲ့ပါတယ်။လူငယ်တွေကလည်းအပျော်ကြက်ခိုးဖမ်းပြီးတော့ချက်စားကြတာပါပဲ။အဲလိုပဲကိုလည်းငယ်စဉ်ကကြက်တွေခိုးပြီးတော့အပျော်တန်းချက်စားပြီးထမ်းရင်နဲ့မြည်မှုတဲ့ဥစ္စာပဲ။တကြိမ်တခါဆိုပြီးခွင့်လွှတ်ခဲ့ပါတယ်။အခုဟာအချိန်ချင်းကိုခိုးစားနေရပါ။ ကျင်းဝါစေးတိုင်းထွာထားတဲ့ဂျားကနေကိုဂယုမဆိုင်ဘူးဆိုပြီးတော့ထတ်ခိုးစားခဲ့တာပါ။ဥကန်စိမ့်မတင်ကားတဲ့အိမ်ရဲ့နောက်ဘေးလမ်းညကနေကြက်မွေးတချို့ကိုကောက်ယူခဲ့ပါတယ်။သိကြရောပေါ့ကွာ။ကန်စိမ့်ဘာကောင်လဲဆိုတော့မင်းတို့သိရပြီပေါ့။စာရေးဆရာရဲ့အဲ့ဒီညမှာပဲဥကန်စိမ့်တို့အိမ်ရဲ့နောက်ဘေးလမ်းငတော်ကြီးအိမ်ကမိသားစုတွေရဲ့ညစ်တကောင်ရံမှာဖေရစပြီးအငယ်ဆုံးကလေးအစုံမိသားစု6ယောက်လုံးကြက်လို့တွင်ကြပါလေရော။ဖေလှုပ်တဲ့သူကဗဇက်ကနေအော်ဤအိုလို့ကြက်လို့တွင်တော့အဲ့ဒီချိန်မှာပဲမရလှုပ်တဲ့သူကလည်းအော်ဤအိုဆိုပြီးလိုက်တွင်တယ်။ အဲ့ဒီမှာပဲตาကြီးတမီးကြီးကလေးလေးဦးလုံးอ่ะပါအဲ့ရာကနေထလာပြီးတော့ကြက်လိုတွေတွန်ကြတာသူတို့အချင်းချင်းမျက်ချင်းဆိုင်ပြီးတော့ကြက်လိုတွန်နေကြစူညံနေရပဲတစ်ခါတစ်ခါကြက်ခုတ်တလို့ထထပြီးတောင်ခွနေကြသေးရဲ့အိနီနာချင်းနေရာလဲညတကောင်မိသားစုတစုကြက်ဖားတွေလိုတွန်နေတော့အဲ့လိုလဲမရကြတော့ပါဘူးအဲ့ဒါလာမေးကြကြည့်ကြတော့ကိုငတော်ကြီးတို့မိသားစုခေါင်းချင်းဆိုင်ပြီးတော့ကြက်လိုတွန်နေကြစောင်းနေကြခွနေကြတာကိုမြင်ပြီးတော့ပျော်ကဝင်နေကြပြီးယူကုန်ကြပြီးဖြစ်ကုန်ရော ဲ့ဒါနဲ့ဝိုင်းချုပ်ပြီးမေးမြန်းကြတာပေါ့အဲ့လိုမေးနေတဲ့ကြားကနေတော့ကြက်ဖတ်လိုတုံပြီးတော့អော်နေကြတော့မယ်សុញ្ញန်နေရပဲအဲ့ဒီမှာဥစွာအတိဝင်လာတာကိုငတော်ကြီးကပြီးတော့အဲ့ဒီကိုငတော်ကြီးမိမမက်ခင်ကြီးကအတိဝင်လာပြီးတော့ရှက်လို့ငိုရောတာသမီလေးဦးစလုံးလဲငိုလိုက်ကြကြက်လို့တုံလိုက်ကြနေဖြစ်နေတော့မယ်ကိုငတော်ကြီးခမားတို့ဖြစ်နေပုံကပယောကဝင်နေပုံပဲဗျခမားတို့ဘာမှ ਈ လောက်ခဲ့တော့ဆရာပေါ့ဆတ်တူကမတင်ငါလို့လဲမေးရောကျန်တဲ့အိနီနာချင်းနေရလဲဝိုင်းမေးကြတာပေါ့နောက်ဆုံးတော့ကိုငတော်ကြီးဝင်ခံရပါတော့တယ်ကျုံ ကျုံညက်နေတော့ဟာဦးလေးကန်စင်ရဲ့ကြက်နှက်ကောင်ကိုခိုးဖမ်းပြီးတော့ချက်စားမိရဲ့ဗျာ။အာဟိုနေ့ကပဲဦးလေးကန်စင်ဓာချင်းကျိန်းနေရမဟုတ်ဘူးလား။ငါကြောင်းသိမယ်လို့ကျိန်းထားတာကွာ။မဟုတ်မှလွဲရော။ဘာဘာမဟုတ်မှလွဲရောတော့။အဲ့လိုပြောနေရင်တောင်အော်အီအိုဆိုပြီးတော့ထပြီးတော့တွန်နေပါသေးတယ်။ကွန်ကတော်ကြီးတယောက်ကတွန်ညင်နေလို့ပါဇက်ကိုပိတ်ထားရင်လည်းကိုပါကိုပြန်ရိုက်နေရပါတယ်။ဦးကန်စင်ကြီးကတော့လှုပ်ချလိုက်ပြီနဲ့တူတယ်ဟေး။အဲ့လိုမျိုးလူကြီးတူကဝင်ပြောလိုက်ပါတယ်။ဦးကန်စင်ကဘာလှုပ်လိုက်လို့တော့ဗျ။ဟဲ့ငတော်ကြီး မိမိသားစုပါခေါ်သွားပြီးတော့ဥကန့်စိန်ကိုမင်းတို့ကြက်ခိုးစားမိတာတွားတောင်းမှန်လိုက်ကြထကွာကြားတယ်အခုသွားငါလိုက်ပို့ပေးမယ်ဘာကြီးဖို့ဒီဥကန့်စိန်ကခွေးမသားရှာမရှင်နဲ့ကွာမင်းတို့ဥကန့်စိန်ကိုတောင်းမှန်ရမယ်လာခဲ့ကြကွာအဲ့လိုနဲ့ပဲညနေတက်ကောင်ကြော်မှာပဲဥကန့်စိန်တို့အိမ်ရှိရောက်အော်နိုးပြီးတော့ဝင်ခဲ့ရပါတယ်ဥကန့်စိန်တို့အိမ်မော်လဲရောက်ရောငတော်ကြီးတို့မိသားစုကြက်ဖားတွေလိုတွန်းကြက်မတွေလိုအော်နေကြပါတယ်ဥကန့်စိန်ကသူတို့အဖြစ်ကိုခေါင်းတညင်းညင်းလှုပ်ပြီးတော့ ဦးဖို့ဒီအချိန်မတော်ဘလို့ဖြစ်လာပြီးတော့ကျုပ်ကိုနှိုးပြီးတော့ရောက်လာကြတာရောဗျကိုကန်စင်းရေဟောဒီငတော်ကြီးတို့မိသားစုပေါ့ကွာမင်းမွေးထားတဲ့ကြက်တွေကိုခိုးချက်စားမိကြတယ်တဲ့အဲ့လိုခိုးစားပြီးနောက်ပိုင်းသူတို့တိန်သားလုံးကြက်လိုတွန်နေလို့မင်းကိုလာပြီးတော့တောင်းပန်ကြတာပါကွာခွင့်လွန်ပေးလိုက်ပါကန်စင်းရပယောကဆရာတွားပြလေဗျာကျုပ်နဲ့ဘာဆိုင်လို့ရောဗျဦးဖို့ဒီဟာကိုကန်စင်းရမလိန်ပါလို့မိုက်မဲမိတာကျွလွန်မိတာခွင့်လွန်ပါငတော်ကြီးတို့မိသားစုရောငါတို့လူကြီးတွေပါမင်းကိုတောင်းပန်ပါတယ်ကိုကန်စင်းရအဲ့ဒီမှာပဲဥကန်စင်းရမေးတယ်ကွာငတော်ကြီးဗျာ ဗျားဆိုတဲ့နောက်မှာတော့အော်အီးဥဆိုပြီးတော့တွန်နေပါသေးတယ်မတွန်နဲ့ကွာရက်လိုက်ဥကန်စိန်ကကြက်လို့တွန်မလို့လှုပ်တဲ့ငတော်ကြီးကိုကြည့်ပြီးတော့ကျမ်းမြင်ကိုလက်ဝါးနဲ့ရိုက်ပြီးပြောလိုက်တဲ့အချိန်မှာတော့ငတော်ကြီးလည်းကြောက်လန့်ပြီးတော့မတွန်တော့ပါဘူးငတော်ကြီးမရနဲ့သားသမီးတွေလည်းကြက်ဖကြက်မတွေလို့မတွန်မအော်ကြတော့ပါဘူးအံ့ဩစရာပါပဲငတော်ကြီးငါ့ကိုအမှန်တိုင်းပြောဟုတ်ဟုတ်ကဲ့ပါမင်းငါကြက်ဘယ်နှကောင်ခိုးစားတာပြောစမ်းခုခုနှစ်ကောင်ခိုးပါတယ်ခင်ဗျာအကုန်ချက်စားတာပဲလားလေးလေးကောင်ကရောင်းစားမိပါတယ်ဦးလေးသုံးကောင်ကတော့ချက်စားလိုက်တာပါကျကျကျွန်တော်မားပါတယ်ဗျာ မင်းတို့သတိပေးထားရတဲ့ကွာခိုးစားရတယ်လို့တောင်းတောင်းပန်ပါတယ်ဦးလေးရဲ့ဟိုကျမတို့တောင်းပန်ပါတယ်ရှင်မငုံနဲ့ကွာတိတ်တိတ်ကြတော့ဒါအတုပရင်မဟုတ်ဘူးကွာနောက်မင်းတို့ငါအလမွေးထားတဲ့ကြက်တွေကိုခိုးစားရောင်းစားအောင်ပါလားမမမခိုးတော့ပါဘူးခင်ဗျာဂရီဂရီပေးပါတယ်ဟေးမခိုးစားနဲ့ကွာငါအလမွေးထားတဲ့ကြက်တွေငါတော့ချက်မစားဘူးမရောင်းစားဘူး ကဲအားလုံးကထိုင်ကြတော့ပြီးတော့တောင်းပန်ကြကွာအဲ့ဒါနဲ့ပဲကိုငတော်ကြီးတို့တမိသားစုလုံးတန်းစီလက်ဥချီပြီးတော့တောင်းပန်ကြတော့ကြပါတယ်ဥကန်စိန်ကတော့ကြတော့တောင်းပန်တာကိုခံယူပြီးတော့ဗဇက်ကနေဘာတွေပြောနေမှလည်းမသိပါဘူးအတန်မထွက်ပဲနဲ့ဒဒွတ်ဒွတ်နဲ့ရွတ်နေပါတယ်ဂိုင်ပြန်ကြတော့ကွာအဲ့ဒီမှာပဲဘာကြီးဖို့တီဟာ ိုကန်ဆိုင်ရေကျေးဇူးပါပဲကွာနော်ဟုတ်ကဲ့ပါဦးဖိုးတီရေအိမ်ပြန်ရောက်တော့သူတို့မိသားစုလုံးဝကြက်လို့မတွန်တော့ပါဘူးဦးကန်ဆိုင်ကြီးကိုလည်းကြောက်သွားကြပါတယ်ဦးကန်ဆိုင်ဘာလဲဆိုတာဘယ်သူမှမသိကြပါဘူးတီးတဲ့လူတယောက်ပဲရှိပါတယ်အဲ့ဒီလူကတော့ဘာကြီးဖိုးတီပါပဲဘာကြီးဖိုးတီပြောလို့ငါလည်းဦးကန်ဆိုင်ကဘာလဲသူဘာပညာတတ်လဲဆိုတာသိခဲ့ရတာကွာဦးကန်ဆိုင်ကဘာပညာတတ်တာလဲဆရာကြီးရေသူကအောက်လန်းပညာတချို့ကိုတတ်တယ်ကွာဟုတ်လားအံ့ဩစရာပဲနော်အခုရောအဲ့ဦးကန်ဆိုင်ကြီးရရှိသေးလားဗျမရှိတော့ပါဘူး तू ကတော်တယ်ဆိုင်ဆရာကြီးဗျာ အောင်လဲပညာတော်တာကိုပြောရလိုင်းဆရာကြီးမဟုတ်ဘူးကွအောင်လဲပညာတဲ့တို့ငရဲကိုတွားရမဲ့လမ်းကိုတီးလို့သူအဲ့ဒီပညာတွေကိုအထက်လမ်းဆရာကြီးတူထံမှာဂရိခံပြီးစွန့်လုပ်ခဲ့တယ်ကွပြီးတော့ဝိဇာမယပညာတော်မြတ်ကြီးလမ်းစဉ်ကိုခံယူပြီးတော့ဝိဇာအတက်လမ်းကိုစူးစမ်းစီပူကြင့်ကြံခဲ့လိုက်တာပေါရောက်အောင်မြင်တဲ့အထက်ကိုင်းဆရာကြီးဖြစ်နေလူတက်တော်ဝါရဲ့ယောဂဝေဒနာတွေကိုကုညီဆောက်ရှောက်ကယ်တင်ခဲ့တယ်အခုတော့သူကွယ်လွန်သွားခဲ့ပါပြီ ူမရှိတော့ပေမဲ့သူ့ရဲ့ကောင်းတဲ့ဂုဏ်သတင်းကတော့ကြံရစ်ခဲ့တဲ့ဆိုင်းဆရာရဲ့ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစောနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်နော်